ဒီအိန္ဒိယဘီလီယံနာကစိန်ခဲအင်ဂျီတလုံးကိုဇနီးဖြစ်သူစိတ်ကြိုက်စောက်ပေးထားတယ်။အိန္ဒိယဘီလီယံနာမူကက်ရှ်အမ်မာနီယာသူ့ရဲ့ကြွယ်ဝမှုအားလုံးကိုဇနီးဖြစ်သူနီတာအပေါ်ပုံအောင်ထားပါတယ်။ဒီခါတော့ကနီတာကအိန္ဒိယမှာမြင်ကွင်းကောင်းကောင်းလိုချင်တယ်လို့ပြောတာကြောင့် မွန်ပိုင်းမြို့လေကောင်မှာဒေါ်လာ10ဘီလီယံကျော်တန်တဲ့28ထပ်တိုက်အင်ဂျီကိုဆောက်ပေးခဲ့ပါတယ်။ Antilia လို့နာမည်ပေးထားတဲ့ဒီအင်ဂျီဟာအမြင့်968ပေရှိပြီးတော့ Student Bay တက်တသမတက်တန်းကျဲပါတယ်။ဒီအကျဲဝင်းကဘောလုံးကွင်း15ကွင်းစာရှိပါတယ်။အင်ဂျီရဲ့ပထမထပ်6ထပ်ကကားပါကင်ဖြစ်ပြီးတော့ ခုနှစ်ထက်မြောက်မှာခမ်းမကျဲကြီးတစ်ခုကိုးတက်ကနေ12ထက်အထိမိုးမျောပန်းကြံတွေ13တန်းနဲ့14တန်းမှာအာကစားခမ်းမတွေရှိပြီးတော့15တန်းနဲ့16ထက်မှာကိုပိုင်စင်းုံတွေဖွင့်ထားပါတယ်18ထက်နဲ့18ထက်မှာအစင်းမြအစည်းဝေးကန်းတွေရှိပြီးတော့19တက်ကနေ22ထက်မှာမိုကက်စတိုမီသားစုနေထိုင်ကြပါတယ်23တက်ကနေ25တက်မှာတော့အိမ်အစီပေါင်း600ကျော်အထက် ီးသန့်အခန်းတွေဖွဲ့ပြီးထားပါတယ်။ Mogesh က Iron Man fan ဖြစ်တာကြောင့်26ထက်ကို Tony Stark ရဲ့အိမ်ပုံစံအတိုင်းစောက်ထားပါတယ်။နေတာအတွက်ရာသီဥတုပူလုံးနဲ့မွန်ပိုင်းမှာနှင်းကြတဲ့ခန်းစားချက်မျိုးရရှိစေဖို့တိသက်ရေခဲကန်းတစ်ခုကိုလည်း28ထက်မှစောက်ထားသေးတာဖြစ်ပါလိမ့်ရှင်။